ဥနောလောကအတိတ်တော်တဏ္ဍဒါသောလောကလောကကြီးဟာဥနောအမြဲတမ်းလိုလျက်ဟာလျက်သာရှိ၍နေပါပေတော့ဤကာတစဉ်ရှိရင်နောက်တစ်စီးရှိအောင်မှဈေးဝယ်သွားတဲ့အခါဒါလေးနဲ့မှအဆင်ပြေဟုတ်ဖျားသွားကြောင်းတဲ့စီးဖို့ကဒါလေးနောက်တစ်စီးလေးရှိအောင်မှနောက်တစ်စီးဆိုလုံလောက်မလားမလုံလောက်သေးဘူးတရားလေးကနောက်တစ်စီးတော့ရှိထားအောင်မှဆို အသားအတွက်ကဒစီသမီးအတွက်ကဒစီအော်တပြင်းလူတွေခိုင်းတဲ့လူတွေစီးဘွားဒစီနဲ့ဟောဒစီပြီးဒစီပြီးတယ်ကိုမရှိတော့အိမ်ကရောပြီးရလားအိမ်လေးတစ်လုံးရှိမပြီးသေးဘူးနောက်တစ်လုံးရချင်သေးတယ်အရန်ကုန်မှာအိမ်တစ်လုံးဆိုရင်ဟောနှွေရသည်နေဖို့မေမျိုးအိမ်တစ်လုံးလုံးမှာပဲဟိုတန်တောင်ဘက်မှာအိမ်တစ်လုံးလုံးမယ်အော်လေညင်းခံဖို့ငပလီဘက်မှာအိမ်တစ်လုံးလုံးမယ်ဘယ်တော့မှမဆုံးဘူးဟုတ်လားဒါမို့ လောကလောကကြီးဟာဥနောအမြဲတမ်းလိုလျက်ဟောက်လျက်သာရှိနေတော့ဤဘသူမှလုံလောက်ပြီးငါမရှာတော့ဘူးလို့ဆိုတာအမတန်မှရှာတယ်လိုနေတော့မယ်ရမယ်ဆိုရင်ယူမဲ့လူချီပဲဟုတ်ကဲ့ဥနောလောကလောကလောကကြီးသည်ဥနောအမြဲတမ်းဟောက်လျက်လိုလျက်သာရှိပါပေတော့အတိတ်တော်ဘယ်အခါမှတင့်တယ်ရောင်ရဲသွားတာမရှိပါ contentment ဆိုတာမရှိဘူး ဘယ်ဟာမှချိန်နဲ့ပြီးရောင်ရဲသွားတယ်လို့မရှိလို့နေမှာပဲအမြဲတမ်းတိမ့်တရားရှိတဲ့လူကဟာနဲသေးတယ်မလောက်သေးဘူးတိမ့်တထောင်တိမ့်တထောင်ကလည်းနဲသေးတယ်မလောက်သေးဘူးဟောရှောင်းပါကုမ္ပဏီကလည်းတစ်ခုဖွင့်မရသေးဘူးနောက်ကုမ္ပဏီတစ်ခုလေးရင်ပြန်တော့တစ်စင်းပြီးရင်နှစ်စင်းနှစ်စင်းပြီးရင်သုံးစင်းရှိနေရအောင်ပါပဲလေအဲအမြဲတမ်းလို့နေမှာပဲဒါလူရဲ့သဘာဝကိုပြောတာနော် ။အိုးဘုန်းကြီးတို့ငယ်ငယ်တုန်းကစကိုင်းတောင်မှာနာမည်ကြီးတဲ့ဝိဇောတွေကဆရာတော်ကြီးဆရာရှိတယ်။အဲ့ဆရာတော်ကြီးတရားဟောတဲ့အထက်မှာလောဘရဲ့အတောမတပ်ပုံကိုဆရာတော်ကြီးကပုံဝှထုလေးတစ်ခုနဲ့ဟောထားတာရှိတယ်။လူတွေဟာမတင်းတိမ်နိုင်ဘူးအမြဲတမ်းလုံးနေတယ်ဆိုတာနဲ့ပတ်သက်လက်ညှိုးတို့မလွဲအောင်မြေတွေကိုချမ်းသာလာတဲ့မြေပိုင်တထေးကြီးကသူ့ရဲ့အလုတ်သမားတယောက်ကိုကဲမင်းငါရဲ့အလုတ်တွေကြိုးကြိုးဆဆလှုပ်တယ် မင်းကငါမြေခွဲပေးမယ်မင်းကြိုက်သလောက်ယူဒီကနေပြီးတော့မင်းပြေးမင်းတော်တဲ့နေရာကိုရက်လို့ပြောတာဟုတ်ကဲ့လားလူကလည်းသဘောကျတာပေါ့မြေဒီဧကပေါင်းများဆိုတာသူရပြေးလိုက်တာပြေးပြီးနောက်လှည့်ကြည့်အင်းနဲသေးတယ်ထပ်ပြေးလှည့်ကြည့်လိုက်နဲသေးတယ်ထပ်ပြေးထပ်ပြင်းပြင်းပြင်းနဲ့တခါလဲအမောဆိုးပြီးတော့လဲကြသွားတယ်ခင်ဗျာ လဲကြသွားပြီးတော့အဲ့ဒီနားပဲတေသွားတော့တထေးကြီးကခေါင်းလေးတငိမ့်ငိမ့်နဲ့ဘာပြောတော့ဆိုငါကတော့မင်းလိုချင်သလောက်ပေးဖို့ပါပဲမင်းက6ပေလောက်ပဲတန်တယ်ဆိုပြီးတော့6ပေတွင်းလေးတူးပြီးပြုတ်လိုက်ရတဲ့ဟုတ်ကဲ့လားအဲ့ဒါလိုလူလောကဟာနောက်ဆုံးကြတော့ဘလောက်ပဲရှိရှိ6ပေတည်းပဲသွားမှာမဟုတ်လားရေကြီးတဲ့မြို့ရင်တော့အခုတော့တကြိုဆက်ဆော့ပြတဲ့ဖြစ်မှာပေါ့နော်ပြောမယ်ဆိုရင်တိတ္တာရှိကြီးတဲ့ဝင်သွားတာပေါ့ တကယ်စဉ်းစားကြည့်ရင်ခုခေတ်မှာနေတော့လည်းပဲတਿੱတာအိမ်ကြီးတွေနဲ့နေကြတာလေအိမ်မော်ကဆင်းတော့လည်းတਿੱတာကြီးနဲ့ဆင်းသွားတာခိုးရောက်တော့လည်းတਿੱတာကြီးတဲမှာအိပ်ပြီးတော့တਿੱတာကြီးနဲ့ပဲမိလောင်ခံလိုက်ရတာပဲဩဘဝဆိုတာဒီလိုပဲအေးဒါကြောင့်မလို့လူလောကလူတွေဆိုတာဘယ်တော့မှလူအင်ဆန္ဒပြည့်တယ်မရှိဘူးတဲ့ ဒါကြောင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဥနောလောကအတိတ်တော်တနာဒါသောလောကလောကကြီးဟာဥနောမြေရန်လူလျက်သာရှိပါပေတော့အတိတ်တော်ဘယ်သောအခါမှခြေနှက်ရောင်ရဲခြင်းမရှိပါတနာဒါသောတနာရဲ့ခြေကျွန်ဖြစ်၍နေပါပေတော့လူတွေကကိုယ့်ကိုယ်လွတ်လပ်တယ်လို့ထင်တာသူဘယ်သူကခိုင်းတနာခိုင်းနေတာတနာစရာသွားနေကြတာ ဟုတ်ကလားလိုရင်းဆန္ဒဆိုတဲ့တဏှာလိုချင်လောဘဆိုတဲ့တဏှာခိုင်းတာကိုလုံနေချတာဒါကြောင့်မို့လို့လူတွေကကိုယ့်ကိုယ်တော့ independent independent နဲ့ပြောကြတယ်ငါလွတ်လပ်တဲ့ပုဂ္ဂိုလ် freedom လို့ထင်တယ်ဘယ်တော့မှ freedom မဟုတ်ဘူးတဏှာကသူ့ကိုအုပ်ဆိုးနေတာဟုတ်ကဲ့တဏှာရဲ့အုပ်ချုပ်မှုကို ခန်းနေချရတာတဏှာဒုတိယပုရိသောဒီကမတ္တနာတန္တရံ လောကမှာလူတွေပြောကြတယ်တချို့ပုဂ္ဂိုလ်ဟာအဖော်မရှိဘူးတယောက်တည်းနေတာဟဲတယောက်တည်းနေတာကောင်းပါတယ်အေးစီစီတယောက်တည်းလို့ထင်တာဘယ်ဟုတ်မှာအဖော်နဲ့နေတာဘာအဖော်တဏှာအဖော်သူဒါလေးနဲ့တဏှာလေးကသူ့အဖော်ပဲလေတဏှာနဲ့နေတာအဲ့ဒါအဖော်နဲ့နေတာပဲတချို့ကတကိုယ်ကြီးအိပ်ရာထဲမှာနေတယ်ဘာတော့အတွေးလေးနဲ့နေတာအတွေးလေးနဲ့ဂျင်နာအဲ့ဒါအဖော်ပဲသူ့အဖော်ကတဏှာအဖော် အေးတဏှာဖို့နဲ့နေတဲ့ပုဂ္ဂိုလ်တယောက်ဘယ်တော့မှအဖို့မဲ့တာမဟုတ်ဘူးအဖို့ရှိနေတယ်အဲ့ဒီရှိနေတဲ့အဖို့ကသူ့ကိုအုပ်ချုပ်နေတာတဏှာစေရသူကထလုံနေချာတဏှာကခိုင်းတာမင်းတယောက်ထဲနေလို့ဆိုလိုတာအမို့သူတယောက်ထဲနေတာအဲ့တော့ဒါကြောင့်မို့လို့မြတ်စွာဘုရားက တဏှာဓာတ်သောလောကလောကကြီးဟာတဏှာဓာတ်သောတဏှာရဲ့ခြေကျွန်အစ်စ်ဖြစ်ဖြစ်နေပါပေတော့ဤတို့တွေတွေကျွန်အဖြစ်ကမလွတ်သေးဘူးတဏှာရှိနေသေးသမျှကျွန်အဖြစ်ကမလွတ်သေးဘူးဘု து ကျွန်တဏှာကျွန်ဟုတ်ကဲ့ကျွန်မှသူ့ကိုတိတ်ယိုသိလေးစားရတာသူခိုင်းရင်မငင်းရဲဘူးမငင်းနိုင်ဘူးဒါကြောင့်မို့လို့တဏှာရဲ့ကျွန်ဖြစ်နေတာတဲ့ဒါကြောင့်မို့လို့ဘဝဆိုတာဒီတိုင်းပဲလို့မြတ်စွာဘုရား လောကလောကကြီးသည်ဥနောအမြဲတမ်းလူလည်းရဲ့ဟောက်လည်းရဲ့သာရှိပါပေတော့ဤအတိတ်တော်မြည်တဲ့အခါမှာကျင့်နှံ့ရောင်ရဲ့တင့်တယ်ညင်မရှိတဏ္ဍာသောတဏ္ဍာရဲ့ခြေကျွန်းဖြစ်လျက်ရှိပါပေသည်ဟု၍ဘဂဝါရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်အဝောစာကောင်းစွာမတွေ့ဟောကြားတော်မူခဲ့ပါပေတည်း ကဲကိုယ့်ရဲ့ဘဝအတွင်ကိုဓမ္မအမြင်နဲ့ချိန်လိုက်လို့ရှိရင်ဘဝကြီးဟာကောင်းတယ်ဆိုးတယ်ပြောနေတာ မဟုတ်ဘူးနော်ခုနတုန်းကဘဝဆိုတာပျော်စရာကြီးလို့ထင်ကြတယ်တချို့ကလည်းဘဝဆိုတာညီငွေစရာကြီးလို့ပြောတယ်အခုဓမ္မအမြင်နဲ့ချိန်လိုက်တော့ဟေးဘဝဆိုတာမကောင်းတဲ့စီတွန့်ပို့နေတာ အခြေအနေကတည်ငြိမ်နေတာမဟုတ်ဘူး အဲ့ဒီလိုတွန်းပို့ခံနေရမတည်ငြိမ်တဲ့ဘဝကြီးမှာ ကာကွယ်မဲ့လူအုပ်ချုပ်မဲ့လူရှိဘူးအကာကွယ်မဲ့နေတယ်တို့လောကကြီးမှာ ပိုင်နာဆိုတာတခုမှမရှိဘူးအလုံးထားခဲ့ရမှာတို့ဟာအမြဲတမ်းလိုပြီးတော့နေတယ်ဘယ်တော့မှရောင်ရဲတင့်တိမ်မှုမရှိဘူးတို့ဟာတဏှာရဲ့ကျွန်ဖြစ်နေတယ်နော်ဘဝနဲ့ပတ်သက်ပြီးဒါတွေကိုမြင်မှဓမ္မနဲ့မြင်တယ်လို့ပြောရအောင်နော် ဘဝအသင်ကိုဓမ္မအမြင်နဲ့ချိလိုက်တဲ့အခါမြတ်စွာဘုရားသခင်ကိုရောမြတ်ကဘဝနဲ့ပတ်သက်လာလို့ရှိရင်မစင်ချင်းကြီးဟာနည်းနည်းလေးဖြစ်တော်လဲနန်းနေအများကြီးမှနန်းတာမဟုတ်ဘူးနော်နည်းနည်းလေးလည်းနန်းတာပဲထို့တူပဲ လက်ဖြစ်တတိအချိန်ပိုင်းကလေးမှာရှိတဲ့ဘဝပဲဖြစ်စီမြတ်စွာဘုရားကဘဝဟူသည်မြတ်ဘယ်ဘဝမှမကောင်းဘူးတဲ့ဘယ်ဘဝကိုမှမြတ်စွာဘုရားမချစ်ချူးဘူးဘာဖြစ်လို့လဲဘဝဆိုတာခုနကအခြေအနေတွေနဲ့ဖန်တီးထားလို့ပဲကောင်းတဲ့အခြေအနေတွေရှိရလားမရှိဘူးဒီတိုင်းဆိုလို့ရှိရင်တဘာဝကိုကြည့်မယ်ဆိုလို့ရှိရင်ဘဝကြီးကကောင်းတဲ့အခြေအနေတခုမှမရှိဘူးလေ မရှိသည့်အတွက်ကြောင့်ဘဝခြေနှက်เสียမဟုတ်တော့ဘူးဒါဖြင့်ဘဝကထွမြောက်ခြင်းနဲ့ဆိုလို့ရှိရင်ဘဝကလွတ်မြောက်ဖို့ရာဆိုလို့ရှိရင်ရှိသလားခန္ဓာကပြောတယ်ဘဝမှာ enjoyment ဆိုတဲ့အတ္တရရှိတယ် follow ဆိုတဲ့အာရဏဝရှိတယ်နောက်တစ်ခုကပါတော့ exit ပေါ့ဗျာထွက်ပေါက်လည်းရှိပါတယ်ထွက်ပေါက်ကဘယ်ကိုရှာရမလဲ အိမ်ထဲမှာရောက်နေတဲ့ပုဂ္ဂိုလ်ကထွက်ပေါက်ဟာအိမ်ထဲမှာပဲရှာရအိမ်မှာပဲထွက်ပေါက်ရှိဘဝကထွက်ချင်လို့ရှင်ဘဝထဲမှာပဲပြန်ပြီးထွက်ပေါက်ရှာဘဝနိရောဓသည်ဘဝကနေပြီးတော့ရှာယူရမယ်ထွက်ပေါက်ပဲဟုတ်ကဲ့ဒါကြောင့်မလို့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကတစ္ဆာလေးပါးမှာဟောထားတယ်နာမည်ကတော့ဒုက္ခဆိုတဲ့နာမည်နဲ့ဟောတာအဲ့ဒါပြောင်းပြီးတော့ဘဝဆိုတာနဲ့ကြည့်ရအောင်ဘဝ ဘဝသမှုတရားဘဝနိရောဓဘဝနိရောဓခံပြီဟုတ်ကဲ့ဘဝအဲ့ဒီဘဝကိုဘယ်သူလုံးနေတာတုံးဆိုဘဝသမှုတရားတဏှာလုံးနေတာမြတ်စွာဘုရားကဒါကြောင့်မို့လို့ကာကာရကဒိဋ္ဌောတိပုဏ္ဏခေဟံနာကဟတိအနေကဇာတိတန်တာရံဂါထာထဲမှာမြတ်စွာဘုရားက